အောက်တိုဘာလ9ရက်2025ခုနှစ်တနင်္ဂနွေနေ့ကိုရောကယုံကြည်ခြင်းအားနေသောသူတို့အဘဲကြောင့်ကြောက်တတ်သည်ဟုမေးတော်မူပြီးလိထား၍ပင်လေကိုဆုံးမတော်မူသဖြင့်အလိုသားရလေ၏ရှင်မသက်ခရွေချန်ခန့်ချီရှင်ခန့်ငယ်26ခေါင်းစဉ်ကမုံတိုင်းများနှင့်ကင်းဝင်းစီမိအကြောင်းတခေရှုပြုတော်မူသောနမိတ်လက္ခဏာတစ်မျိုးကတော့လူသားတွေ ဘလို့မှကြံစီစိတ်ကူးရင်မရနိုင်သောအရာဖြစ်ပါသည်။တခိယရှုက ရေပေါ်မှာလမ်းလျှောက်ပြခဲ့ပါသည်။လူတွေမတက်နိုင်သောအရာပါပဲ။တခိယရှုကရေမှစပီးရေကိုဖြစ်စေပါသည်။လူတွေမစင်စားနိုင်သောအရာပါပဲ။တခိယရှုကလူများစွာကိုမုန်လင်းငါလုံးငါကလေးနှစ်ကောင်နှင့်ဝါလင်စီပါသည်။လူတွေမလုံနိုင်တာသိကြပါသည်။တခိယရှုကလီမုန်တိုင်းကိုညီတက်စီအောင်အမိန့်ပေးပါ၏။ အီယာတွေကလူတွေမတက်နိုင်သောကိစ္စဖြစ်၍တဘာဝလူကိစ္စများဟုခေါ်ပါသည်ကျွန်တော်ရောက်ခဲ့သော Yellowstone ဥယျာဉ်ကြီးမှာအင်မတန်မှတာယာ၍နာမည်ကျော်ကြားထင်ရှားပါ၏မနီးမဝေးမှာတော့မီးတောင်ရှိပါ၏တမိုင်းမှတ်တမ်းရတော့နှစ်တရာမှာတစ်ခါပေါက်ကွဲလေးရှိပါ၏ယခုခါနှစ်တရာတဖန်တောတွေတောင်တွေမှာနေထိုင်ကြသောသရိုက်ဆံများသည့်ထွက်ပြေး၍နေရာပြောင်းလာကြပါ၏ တချိန်လုံးနေထိုင်ကျဆားခဲ့သောမီးတောင်ချီမှနေ၍ ။ဒါရဲ့အကျဉ်းငယ်အလုံးဒီမိမိနေရာကိုရှင်ခွာ၍အဝေးသို့ထွက်သွားလေလူတွေမျက်လုံးပြူလာကြပါပြီ။တရဝါတွေကတဘာဝဘင်းရဲ့တကူကူကြားရောက်မြင်ရှုတာကိုလူတွေထက်အရေးကြီးကြတယ်။သူတို့ထွက်သွားရင်အဲ့ဒီနေရာကမကြားခင်တဘာဝဘင်းရဲ့ကြားရောက်တော့မဲဟူသောယူဆချက်ကလည်းရှိနေတော့ထိလန့်ကြတာပေါ့။တကယ်လို့မီးတောင်သာပေါက်ခွဲရင်ပြင်းနေသုံးခုလောက်ဒုက္ခတွေ့ကြတော့မဲဟူဝေဖန်နေကြတော့လေတို့မီးတောင်မပေါက်ခွဲအောင်တားဆီးဖို့နီ လမ်းမရှိကြပါတရိစံနေနောက်ကိုပဲလိုက်ပြရကောင်းမလားဟုစဉ်းစားကြပါ၏လူတွေမတက်နိုင်သောမတားဆီးနိုင်သောတဘာဝတရားနေရှာကိုသခင်ယေရှုက အမိန်ပေး၍တားဆီးနိုင်ကြောင်းနှုတ်ကပတ်တော်မှာသက်သင်ရှိပါသည်။ဖျားရှူရာကတကူကြီးလာပါသည်။အရာခက်သိန်းကိုတိမီလုံးဆောင်နိုင်စွမ်းရှိရပါသည်။ထိုဖျားကိုကျွန်တော်တို့ကိုးကွယ်ပါ၏။တမန်တော်ကြီးရှင်ပေါ်လူကတော့ဖျားခင်ဤသားပြီးသားစွာပင်ကျွန်းကျော်ပါသည်။ငောင်းခွာနီပြည့်စုံစီတော်မူသောခရစ်တော်အဖြစ်ခက်သိန်းသောမှုကငါတဆွမ်းနိုင်၏။ဖိလိပ္ပိယောစာခန်းကြီးလေးခန်းငယ်ဆက်သောကျွန်တော်တို့ကလည်းဖျားခင်ဤသားသမီးများပါပဲ။တတ်နိုင်ရမှာပေါ့။ခက်သိန်းသောမှုကိုတဆွမ်းနိုင်ရမှာပေါ့။ ော့ခရစ်တော်အဖြစ်ငါကိုခွာနေပြည့်စုံစေသောခရစ်တော်အဖြစ် through him who strengthens me ဖြစ်ပါသည်ဖျားခင်ယူခြင်းစွာကိုခံရ၍ခက်ခဲမှုများကိုအံ့ဩဖွယ်ကြုံပြနိုင်ပါစေဟုဆုတောင်းပါ၏အားလုံးဖျားရင်ကောင်းချီးပေးပါစေ